မတော်နေထိုင်တဲ့အမည်မြန်မာနိုင်ငံတော်ကြီးမှာနေရာဒေသကိုလိုက်ပြီးခေါ်ဝေါ်သုံးလုံးပုံတွေပြပြနေစေဖြစ်တဲ့ဒီပြားစကားတွေရဲ့စေဝင်စားပွဲတင်မြင်လက္ခဏာတွေအကြောင်းကိုဒီကနေ့ကမြန်မာစာ channel ကနေလေးလာတင်ဆက်ပေးသွားမှာမို့ကျမတို့ဒီစုံနေနာစင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင်ဒီပြားစကားဆိုတာဟာ နေရာဒေသပထဝီဝင်အနေထား꿰ပြမှုလူနေမှုစင်တန်း꿰ပြဌာနမှုတို့ကြောင့်စကဒံဝဟာရာသုံးလုံးတရာစသည်တို့꿰ပြနေတော့ဘာသာစကားတစ်ခု၏အသွင်꿰ဖြစ်ပါသည်ဆိုပြီးဒေသစကားရဲ့ပြန်ဆိုချက်ကိုဆရာကြီးမောင်ခင်မင်းတနုပြုကပေါ်ပြခဲ့ပြီလို့မြန်မာနိုင်ငံမှာရှိတဲ့ဒေသစကားတွေကိုစမ်းစစ်ကြည့်တဲ့အခါဗေဒေသစကားမှာပဲဖြစ်ဖြစ်စံစကားနဲ့အတန်တွဲတချို့ဝါရတချို့ क्वे ပြတာဒေတာသွင်းရေးလက္ခဏာတွေချိန်ဟတာနဲ့ ရှေးမြန်မာစကားကိုထိမ့်သိမ့်လာဆိုတဲ့ထင်ရှားတဲ့သူမျိုးလက္ခဏာ၃ရပ်ကိုတွေ့ရတယ်လို့ဆိုပါရယ်။ဒီပြစကားတွေနဲ့စံစကားရဲ့အတန်အတွက်ဝေရပုံကိုနိုင်ရှင်းကြည့်တဲ့အခါသိတာထင်ရှားတဲ့အချက်တခုကပရဒဏ်နဲ့ပြည်တန်းပေးရတာဖြစ်ပါတယ်။မြမလူပြောဆိုသုံးဆွဲနေတဲ့စံစကားမှာကောင်း၊ဆောင်း၊ညောင်တို့လိုအောင်တရဒဏ်နဲ့ထွက်ရတဲ့စကားလုံးတွေကိုတဝေစကားမှာကောင်း၊ဆောင်း၊ညောင်ဆိုပြီးအောင်တန်းနဲ့ထွက်ရတာကြောင့်ကြပြပါကျွေသားနှစ်ကောင်ဟာကျွေသားနှစ်ကောင် တိုက်ဖို့ဆောင်ဟာတိုက်ဖို့ဆောင်ညုံပန်းဟာညောင်ပင်ပဲဖြစ်ပါတယ်။ဒါကြောင့်အန္တရာတန်ကိုအန္တရာတန်နဲ့ယူရတာဟာစံစကတန်နဲ့တဝေဒီတရားစကတန်တို့ရဲ့အကွဲရမှုတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီစကတန်ကွဲရတာမျိုးကိုအင်းလေးတောင်ယူနဲ့ဒနုစကားရီမှာလည်းအခုလိုတွေ့နိုင်ပါတယ်ရှင်။ စံစကားမှာပြီးတွဲကံနဲ့ပြောတဲ့စကားတွေကိုဒီတိယစကားတွေကပြီးကံတတန်ဖြောက်ပြီးလုံချင်းပြီးအနေနဲ့ပြောလို့ရှိတာကိုတွေ့နိုင်ပါတယ်ဇေရွာမိုးရွာတို့မှာပါတဲ့ရွာဟာရာနေဝပြီးတွဲတန်ကိုအာဒရနဲ့ပေါင်းထားတာမို့ရွာလို့ထွဲရမှာဖြစ်ပါတယ်ဒါပေမဲ့ဒွေစကားမှာတော့ရှေ့ကရာပြီးတန်ကိုဖြောက်ပြီးဝါလို့ပဲပြောကြပါတယ်ရာပြီးတန်ဖြောက်ပြီးပြောတာမျိုးကိုအင်းလေးတောင်ရိုးဒီတိယစကားတွေမှာလည်းအခုလိုတွေ့နိုင်ပါတယ်ရှင်